ဟလိုဝေရှင်ညီကိုအားလုံးပဲမင်္ဂလာပါဗျာ။ဒါပြရတော့ဝါလာရဲ့မော်ဒယ်နေ့ဆံကလေးကို1ဘိန်းစတက်မတာမပါတဲ့ဆံကလေးကိုစတက်မော်တာဖောက်မှာဖြစ်ပါတယ်။အဲသူ့မှာသုံးရမယ့်ပစ္စည်းလေးတွေအတိုင်းထွာလေးတွေနဲ့ဖောက်ဖောက်ဖောက်လေးတွေပဲဖြစ်ပါတယ်။အဲဒီကောင်လေးကိုကျွန်တော်ကဆန္ဒတိတ်တိတ်ဖောက်အောင်မှာဖြစ်တယ်နော်။အဲတော့ကျွန်တော်ကဖောက်တဲ့ချိန်မှာအမုံမွားလေးတတုဘက်တွေကအင်ဂျင်နဲကိုရောက်မတော့အောင်ကျွန်တော်ကဒီချာလေးကောက်ွယ်ပေးရမယ်နော်။ အဲပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီတန်များလေးကိုကျွန်တော်တို့ဒီဘက်ကနေခံထားမယ်။ဘာကြောင့်လဲဆိုတော့ဟိုဘက်ကနေပေါ့စူးသွားနဲ့ဖောက်တဲ့အခါပဲဖြစ်ဖြစ်ကျွန်တော်တို့ကမော်တာပေါက်ဖောက်တဲ့အခါပဲဖြစ်ဖြစ်စန္ဒာတဲ့နေဖို့အတွက် မော်တာဦးဆိုင်တာမဖြစ်အောင်ဘေးကိုစောင်းသွားတာမဖြစ်အောင်စန္ဒာယူတဲ့တန်များလေးပေါ့နော်။အဲဒီကောင်လေးကိုတန်များလေးကိုတက်ထားမယ်နော်။နံနှလုံးလုံးဆွဲပြီးတော့တက်ထားမယ်။ဒါပြီ အစကိုဘက်ကကျွန်တော်တို့အဲ့ဒီအပေါက်လေးကိုဖောက်ပြရမယ်ဖောက်တဲ့အခါမှာကျွန်တော်တို့ကအဲ့ဒီအပေါက်ကိုဖောက်တဲ့ချိန်မှာကျွန်တော်ဆန္ဒတက်ဖို့လိုအပ်တယ်နော်အဲ့မှာဗိုင်းယားကလစ်ပါမှာမီလီမီတာမှာထားမယ်မီလီမီတာမှာထားပြီးတော့ကျွန်တော်တို့ကမော်တာရဲ့လုံးမဆက်ကိုတိုင်းကြည့်မယ်။ဒါကြာကြည့်မယ်ဆိုမော်တာရဲ့လုံးမဆက်က27မီလီမီတာရှိပါတယ်။ဒါသူ့ဝင်ရမယ့်အပေါက်ရဲ့အကျယ်ပေါ့နော်27မီလီမီတာရှိပါတယ်။နော် အဲ့တော့ကျွန်တော်တို့ကအဲ့ဒီမှာအဲ့ဒီပေါင်လေးကိုဆန္ဒယူဖို့အတွက်တံပိုလေးကိုလည်းတံပိုလေးကိုကျွန်တော်20မီလီမီတာမှာထားမယ်ပြီးတော့တံပိုလေးကိုကျွန်တော်တို့ကဒီမော်တာပေါက်မဖောက်ခင်မှာပေါ့နော်အပေါင်းမဖောက်ခင်မှာဒီမော်တာပေါက်ရဲ့ခလင်းဆန္ဒယူဖို့အတွက်ကိုဒီပိုလေးကိုကျွန်တော်တို့ကအရင်ရိုက်ထည့်မယ်လေတဲ့တဲ့ကိုရိုက်ထည့်မယ်နော်ပြီးတော့ရင်အဲ့ဒီတံပိုလေးရဲ့အလေးဆိုင်ကအလေးအပေါက်က 7.5 mm စူးစားအကျယ်ဝန်းရှိတာဖြစ်လို့7.5 mm စူးစားနဲ့ထည့်ပြီးတော့ကျွန်တော်ကဖောက်ဆက်နဲ့ကျွန်တော်တို့ကဖောက်ပေးမယ်။ဒါပါလဲဆိုတော့မော်တာပေါက်ဖောက်တာမဟုတ်သေးပါဘူး။ဒါမော်တာဖောက်အပေါက်ဖောက်တဲ့အချိန်မှာစန္ဒာတက်နေဖို့အတွက်ဥဆိုင်တာတွေဘေးဆောင်တာတွေမဖြစ်ဖို့အတွက်စန္ဒာယူတဲ့အာအနေထားပဲရှိပါသေးတယ်။ကျွန်တော်အဲ့ရနေ7.5 mm စူးစားနဲ့ကျွန်တော်ကထိုးဖောက်လိုက်မယ်။ထိုးဖောက်လိုက်မယ်။ ကိုဘက်မှာခံထားတဲ့တံပြားအထိကိုသူကပေါက်သွားမှာဖြစ်တယ်နော်။ဒါဆိုကျွန်တော်တို့ကမော်တာအတန်ကျန်းတာတွေမော်တာပီနီယံတစ်ခုတစ်ခုကြိတ်တယ်နေကျွန်တော်တို့မထွက်နိုင်တော့ဘူးပေါ့နော်။ဒါကြောင့်ဒီကိုလေးကိုအရင်ခံပြီးတော့အပေါက်ရင်ဖောက်ပြရမယ်နော်။ဒါဟိုဘက်ကနေပြီးတော့ကျွန်တော်တို့ချက်တော့ကြည့်မယ်နော်။အဲဟိုဘက်မှာတစ်ချိန်နဲ့အဲပေါက်သွားပြီ။ဒါဆိုရင်ကျတော့ကျွန်တော်တို့ကဒီထိုးစောနဲ့ထိုးပေါက်တဲ့အချိန်မှာလည်းကျွန်တော်တို့ကဘေးကိုစောင်းတာတွေပါနေမရှိတော့ဘူး။ ဒါအလဲဆန္ဒယူပလိုက်တဲ့သဘောမျိုးပေါ့နော်အဲဒီဘောတိုင်းနဲ့တခြားတန်ရှင်းမယ်တတ်ထုမုံနဲ့တန်ရှင်းမယ်နော်ပေါက်ပေါက်တဲ့အချိန်မှာကျွန်တော်ကစိတ်ရှိရှိနဲ့ဖောက်ပေးရမယ်အဲ့တော့ခုနက7.5မီလီမီတာစူးစမ်းနဲ့ထိုးဖောက်ခဲ့တာဖြစ်လို့ဒီမှာထိုးစောရဲ့ထိတ်မှာတက်မဲ့အဲကျွန်တော်တို့ကပင်လေးရလဲ7.5မီလီမီတာအဲကျွန်တော်တို့ကပင်လေးနဲ့ကျွန်တော်တို့ကဒီထိုးစောမှာတက်ပေးရမယ်နော်အဲ့တော့မော်တာရဲ့လုံးမဆိုင်က27မီလီမီတာရှိတယ်ထိုးစော ထူးဆုံးကကျတော့ကျွန်တော်တို့က20မီလီမီတာပေါ့နော်20 21ထူးဆုံးလည်း21မီလီမီတာမော်တာလုံးမဲ့ဆိုင်က21မီလီမီတာထူးဆုံးရဲ့ဆိုင်ကလည်း21မီလီမီတာအထိတ်မှာဒီတန်ပင်လေးကိုတတ်တာကကျတော့ကျွန်တော်တို့ကဒီဖောက်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ကဒီဘေးတွေပါတယ်စောင်းမတော့အောင်ကျွန်တော်ခုနကြားကန်ကျွန်တော်တို့ဘေးဘက်ဘေးမှာခံတဲ့တန်ပြားကိုအာဆန္ဒယူလိုက်တဲ့သဘောမျိုးပေါ့နော်သူကထိမ့်ထားတာပေါ့လေးကိုစောင်းမတော့အောင်ဒီပင်လေးက အဲ့ပင်လေးမပါဘူးဆိုရင်အပေါက်ကဆောင်းသွားမှာနော်အဲ့ဒီပင်လေးကခုနကကျွန်တော်ကပိုဘက်မှာရှိနေတဲ့တံပြားကိုအာတံပြားအပေါက်နော်အပေါက်မှာကျွန်တော်ကအာထမ်းထားတဲ့အခါကျတော့အာဒီဘက်မှာအာမော်တာတွေပါရေအပေါက်ဖောက်တဲ့အခါမှာစောင်းတာမဖြစ်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဘာလုပ်လဲဆိုထိုးစောင်းနဲ့ထိုးဖောက်မယ်ဖောက်တဲ့အချိန်မှာလည်းဘလောက်ပဲမီးအားကောင်းကောင်းဘလောက်ပဲဖောက်ဆက်ကအပြင်းပြင်းကျွန်တော်တို့က အာတစ်ချက်ထည့်ပြီးရောမဖောက်အောင်နဖောက်ရောက်လဲဆိုတော့သူကနေခေါက်လိုက်လို့အာကြွေကြလာမဲ့တထုမုံတွေကကျွန်တော်တို့ကပူပြီးတော့ကတ်သွားမှာဆိုလို့အာ line တွေထပြီးတော့စီမလုံးနာတွေပါလိဖြစ်မှာဆိုလို့နည်းနည်းလေးဖောက်လိုက်အဲကျွန်တော်တန်ရှင်းလုံးလိုက်လေးဇာလေးနဲ့မှုတ်လိုက်ပေါ့နော်လေးလေးနဲ့အမှုတ်ပေးမယ်ပြီးသွားရင်ပြန်ဖောက်မယ်အဲပြီးသွားရင်ပြန်ဖောက်မယ်အဲတန်ရှင်းလေးကိုလုပ်ပေးမယ် ဒါမှမော်တာအပေါက်ကချောမွေ့နေမှာဖြစ်တယ်အကယ်၍ကျွန်တော်တို့ကဒရေးတဲ့ထုဖောက်လိုက်တဲ့ဆိုရင်အဲ့ဒီကကြွေကျလာတဲ့တထုမုံနဲ့သီးသောနဲ့ညက်ပြီးတော့ကျတော့ line နဲ့ line နဲ့အစင်းနဲ့ထပြီးတော့မော်တာပေါက်ချောင်းသွားတာစီမလုံတာလေဒါမှမဟုတ်ကျွန်တော်တို့ကစီငွေ့မောက်တာလေဒါညွန်တွေ့ရမှာနော်အဲ့တော့ဖိဖိချင်းနေသွားမယ်ဒါလေးတော့ဝေဝန်းနဲ့မော်တာနဲ့ဆိုင်ကဲ1ဘိန်းလေးကိုစတက်မော်တာဒါ1ဝေးကနေ2ဝေးပြန်ချင်းချင်းပဲဖြစ်ပါတယ် ဒီကိုတိုင်းထွာရမယ်ကျွန်တော်တို့ကမီလီမီတာ size ဒီဖောက်ရမယ်ထိုးစောရမီလီမီတာ size အသုံးပြုပုံအဲဒါထူဖောက်တဲ့ပုံစံလေးကိုဝတ်ရှောင်းညီကိုတွေကိုပြန်လဲ share လင်းလုပ်ပေးခြင်းဖြစ်ပါတယ်အဲဒီဗီဒီယိုလေးကဝတ်ရှောင်းညီကိုတွေအကျိုးလုံးလည်းရှိတဲ့ဆိုရင်လည်းကျွန်တော်တို့ဒီတော့ကနေကြည့်တာဆိုရင်လည်းကျွန်တော် like အတဲလေးတွေပေးခဲ့ပါအောင်ဒီတော့ကနေကြည့်နေတာဆိုရင်လည်း like နဲ့ share လေးလုပ်ပေးခဲ့ပါအောင်အဲကျွန်တော်တို့ဆက်သွားမယ်ဟုတ်တယ် အဲပေါက်တော့မယ်โอเคပေါက်သွားပါပြီပေါက်သွားပါတော့အဲကျွန်တော်တို့ဟိုဘက်မှာเนาะတန်ကျွန်တော်တို့တက်ထားတဲ့တန်များလေးကဆန္ဒတဲ့နေရယ်เนาะအဲပေါက်သွားပြီဆိုတော့ဒါမော်တာတက်တဲ့ချိန်မှာဒါဘလိုနီးနေမှမော်တာကအတန်ကျန်းစရာအကြောင်းမရှိတော့ဘူးပေါ့เนาะโอเคဒါမော်တာပေါက်ပေါက်သွားပြီလေဒါဝါနိုင်းဆိုတော့27 mm နဲ့ထိုးပေါအောင်မယ် 1 to 5ဆိုရင်တော့ဘိုင်ဖောင်းနေကျွန်တော်တို့ကဒီ drone 1 to 5တွေဆိုရင်တော့ 30mm နဲ့ထိုးဖော်ရမယ်เนาะ 30mm ရှိတဲ့ထိုးစောနဲ့ထိုးဖော်ရမယ်ဒါအပေါက်လေးကိုကျွန်တော်တို့ကဒါတန်ရှင်းရေလို့မယ်ဒီဘက်ကတထုအမုံတွေကိုဖဲမယ်အပေါက်ကနည်းနည်းလေးဖောက်ထားဆိုတော့လည်းကျန်းတာပေါ့เนาะအာကျွန်တော်ကျန်းလာဆိုတော့ကျွန်တော်တို့ဒီ cover လေးနဲ့ပပားလေးကျွန်တော်ပုတ်ပေးလိုက်မယ်ပပားလေးပုတ်လိုက်တဲ့အခါမှာအပေါက်ကပိုချောသွားမယ်เนาะမော်တာက အဝင်ကောင်းသွားမယ်နောက်တစ်ခုကဝိုင်းစည်းတွေဘာတွေကနေပြီးတော့စီတွေဖုံထုတ်တာတွေမရှိတော့ဘူးပေါ့နော်ပြီးသွားရင်30အဲကျွန်တော်က5 mm ရှိတဲ့အဲစူးသွားစူးသွားနဲ့ကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုတော့ဒီဟောင်းက30နဲ့30နဲ့ကကြ6 mm ရှိတယ်အဲ့တော့30နဲ့တိုင်က6 mm ရှိတာဖြစ်လို့5 mm ရှိတဲ့စူးသွားနဲ့ကျွန်တော်တို့က တစ်ချက်နဲ့တိုင်အောင်တက်ဖို့အတွက်5 mm ရှိတဲ့ဆူသွားတဲ့အရင်ဒီနှက်ပေါက်ကိုဖောက်ပါနော်ဒေးပညာဆောင်းလို့မရဘူးအပေါ်ဆောင်းလို့မရအောင်ချောင်းလေးရှိနေရမယ်အနက်တိုင်ဖောက်တဲ့နေရာမှာဆောင်းသွားခဲ့ရင်လည်းဒါမော်တာဆောင်းတာတွေဖြစ်ပေါ်နိုင်တယ်နော်အဲတော့ကျွန်တော်တို့ကတစ်ချက်နဲ့တိုင်တက်ဖို့အတွက်ကို5 mm ဆူသွားနဲ့ကျွန်တော်တို့အရင်ထိုးဖောက်လိုက်မယ်တစ်ချက်နဲ့က10 mm ရှိတယ်နော်7 mm ရှိလို့5 mm နဲ့ထိုးပေါက်တယ်အကယ်၍8 mm ရှိတယ်ဆိုရင်7 mm ရှိတဲ့ဆူသွားနဲ့ထိုးပေါက်မှာ โอเคအဲကျွန်တော်ဒီမှာတက်သွားနော်တက်သွားတစ်ဆယ်နှစ်ကလည်း10မီလီရှိတယ်ကျွန်တော်အခုကဒီတစ်ဆယ်နှစ်တက်ဖို့အတွက်တောက်ချရဲကျွန်တော်တို့ကဒီတက်သွားကလည်း10မီလီမီတာရှိတယ်အဲ့လိုလုပ်တဲ့အချိန်မှာဒါကျွန်တော်တို့ကဒီတက်သွားတွေမှာကကျွန်တော်တို့ကအများအားဝယ်လိုက်ရင်နှစ်ချောင်းနှစ်ချောင်းပါတယ်တစ်ချောင်းကအချွန်တစ်ချောင်းကအတုံးကျွန်တော်အချွန်နဲ့အရင်ဆုံးကျွန်တော်တို့ကအရင်ဆုံးကျွန်တော်တို့အရစ်စပြီးတော့ဝင်မယ်ပေါ့နော်အချွန်ပြီးသွားမှအတုံးနဲ့ဝင်မယ်နော် ်ဟောနက်တန်ဝန်တန်တန်လေးရစ်ဖို့ပေးပါဘာကြောင့်လဲဆိုတော့နက်တိုင်စောင်းရင်လည်းမော်တာစောင်းမှဖြစ်လို့ပါဒီဘိုင်းနေရတော့အနေငယ်တော့ပုံမှန်တော့စိတ်ရှည်ရတယ်။ဘာကြောင့်တော့အခက်မတင်လို့တူးဖောက်တာအဆင်မပြေခဲ့ဘူးဆိုရင်အဲကျွန်တော်တို့ကအရင်ချမ်းကြီးလက်ပြရတာမျိုးတွေပါမျိုးတွေရှိတယ်လေ။အယောစားလည်းရှိတယ်ဒိစားတွေကကိုဖောက်လိုက်လို့ပေါ်မတန်းလို့မော်တာလည်းကျန်းသွားတာမော်တာပီနီယံတွေကျိတ်သွားတာဒါမှမဟုတ်ရင်လည်းမော်တာတက်လို့မရတာဆိုရင်လည်းအရင်ချမ်းလက်ပြရမှာဆိုကျွန်တော်ကအရင်ခွဲရမှာလေ။အဲတော့ ကိုလည်းရွာကင်းရှိတယ်စားကင်းလည်းရှိတယ်အဲ့လိုလေးရှိပါတယ်အဲ့တော့ဒီချာလေးစိတ်ရှင်လက်ရှင်လုပ်ပေးမယ်အနောက်တိုင်းလေးကိုစမ်းတက်ကြည့်မယ်ဒါ OK ပါတယ်အဲ့ကျွန်တော်ကတော့ ABN Address မြန်မာကိုထူကျော်မြဝတီ EFI Service and Trainer ဖြစ်ပါတယ်။အဲ့တော့ကျွန်တော် online တင်တန်းလည်းဖွင့်လှစ်ထားပါတယ်။ online ကနေလည်းတင်တန်းတက်လို့ရပါတယ်။လက်တွေ့တင်တန်းလည်းဖွင့်လှစ်ထားပါတယ်။ EFI ဝါရင်းစာအုပ်တွေ၊ဒိုင်ဂရမ်စာအုပ်တွေလည်းဖြန့်ရှိထားပါတယ်။ အဲ့တော့ကျွန်တော်ဗန်ရှင်းလေးတွေကျွန်တော်တို့ဒီစားလုပ်မှာနော်နောက်တစ်ခုကတော့တန်လိုက်တုံးတန်လိုက်တုံးကတကယ်တော့တူဖောက်ပြီးသွားရင်တူဘင်းတန်လိုက်တုံးကိုတန်းတက်လို့ဝယ်ပြီးတော့တန်းတက်လို့ရပါမယ်အကုန်ကြရမ်းများလို့ကျွန်တော်တို့ကအာ1ဘတ်2ရဲ့ original ပါတဲ့1ဘင်းတန်လိုက်တုံးကိုပဲကျွန်တော်တို့ကတွန်းကုန်မှာတင်ပြီးတော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့အနည်းငယ်စားပြရပါတယ်ဒီ step board ထိုင်တက်လို့ရဖို့အတွက်ကိုကျွန်တော်တို့ကဒီမှာအဲကျွန်တော်အနည်းငယ်လေးဘေးပက်ပက်လေးကိုစားပြရပါတယ်ဒါ step board ထိုင်ဝင်အောင်ပေါ့နော် စတဲ့ဘောထိုင်အဲ့ထဲမှာထည့်လို့ရအောင်ဖြစ်ဆက်ဖြစ်အောင်ကျွန်တော်ကတွန်းကောင်မှာတင်ပြီးတော့တကောင်ကိုစားပြရပါတယ်။ဒါမှသာကျွန်တော်တို့စတက်ဘောထိုင်တက်ဆင်လို့ရမှာဖြစ်ပါတယ်။ပြီးတော့နှစ်ပေါက်၆ပေါက်ကိုလည်းကျွန်တော်တို့ကဖောက်ပြရတယ်။အပေါက်၆ပေါက်ဖောက်ပြရတယ်။စတက်ဘောထိုင်မှာကသူကနှစ်ပေါက်၆ပေါက်ပါတယ်လေ။အဲဒါဒီဘောထိုင်မှာရှိတဲ့နှစ်ပေါက်၆ပေါက်ကိုနှစ်၆လုံးဆွဲလို့ရအောင်အပေါက်၆ပေါက်ဖောက်ပြရတယ်။ပြီးတော့ရင်စတက်ဘောထိုင်တက်လို့ရအောင်ကျွန်တော်တွန်းကောင်မှာတင်ပြီးတော့ဖစ်ဆိုင်ဖြစ်အောင်ကျွန်တော်ကတွန်းတပြရတယ်ပေါ့နော်။ ဒါတော့နှစ်ပေါက်တက်ဖို့အတွက်ကိုခေါင်းထားတဲ့နှစ်ပေါက်၆ပေါက်ဟုတ်ကဲ့အရင်တော့ကျွန်တော်ဥပမာအရင်ဆုံးကျွန်တော်နှလုံးလောက်လေးတက်ကြည့်ပါစတက်ဘောထိုင်ကိုကျွန်တော်နှလုံးလောက်နဲ့ကျွန်တော်ဆွဲကြည့်မယ်ဒီကောင်လေးက၁၀နှစ်ဖြစ်ပါတယ်ပေါ့နော်၁၀နှစ်တိုင်း၆လုံးတက်စင်ရမှာဖြစ်ပါတယ်တော့ဆိုကျွန်တော်နှလုံးမဲ့အရင်တက်ကြည့်အောင်ဒီတော့ရေကျွန်တော်ကတော့ဒီအပေါ်က step motor ကကျွန်တော်တို့ပီနီယံရှက်တန်နဲ့ကျွန်တော်တို့က အမ်ချာရှက်နဲ့နော်အမ်ချာရှက်ကပီနီယန်သွားနဲ့ဒီနှစ်ထပ်ပီနီယန်ပီနီယန်သွားကအနေငယ်ကေရီယာရှိနေရပါမယ်။ Okay ။အဲ့တော့ပီနီယန်လေးကိုတက်ကြည့်မယ်နှစ်ထပ်ပီနီယန်တက်ကြည့်မယ်။နောက်ကိုလှည့်ကြည့်ရင်မယ်။နောက်ကိုလှည့်ကြည့်ရမှာနော်။ဒီတော့ကျွန်တော်တို့ကဒီကောင်ကကျွန်တော်တို့ကဒီ step step rally တွေ step cloud တွေတက်ဆင်ရမှာဒါနဲ့မတက်ဆင်ခင်မှာကျွန်တော်က motor ရင်းလက်ကြည့်အောင်နော် motor လက်ကြည့်တော့လုံးဝတချို့ဆိုတူဖောက်ပြီးတဲ့အချိန်မှာဒီ motor ကြီးကလက်မရဘဲနဲ့လေးနေတာတို့ ဒါမျိုးတွေရှိတယ်နော်ဒီမှာတော့ဒေါကြီးပဲဒါဘာတန်တက်ရုံပဲနော်အဲ့တော့မော်တာတက်ဆင်ပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်အဖုံးလေးအုပ်ပြီးကျွန်တော်လှည့်ကြည့်မယ်အာဒါတော့ညီပါတယ်နော်ဒါတောင်ကြီးပဲဘာမှပြင်စရာမလိုဘူးတန်းတက်ရုံပဲနော်ဒီမှာ stack cloud တွေဖောင်းမယ်ဒီတော့ရေဒီကောင် one ping ဖြစ်နေတဲ့အတွက် battery ground ဘက်မှာက ground ကျိုးပါသွား အာကျိုးသေးတယ်ပေါ့နော်ကျိုးသေးတော့ step motor တက်မယ်ဆိုတော့ဒီ ground ကျိုးကို main ကျိုးပြန်ပြောင်းရမယ်ဒီတော့ဒီနေရာမှာ step relay ပြန်တက်ရမယ်ဘာဒီဝေးရလည်းမကောင်းတော့ဘာဒီဝေးလည်းတင်လဲလဲပေးရမယ်ဝမ်ဝေးရနေပြူးနေပြန်ကြောင်းတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဝတ်ချွန်ကြီးကိုများအားလုံးစိတ်ချမ်းသာကြပါစေကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ